အတွေ့အကြုံစီအကောင်းဆုံးဆရာနိုင်ငံကျော်မင်းသားကြီးတူရဟန်းဝန်နဲ့ပြန်လောင်ကနေစေသွေးနဲ့ချိန်တတိလလွန်နဲ့ပိုက်တွေကိုဆုပ်ဆွဲဖြုတ်ကြောင်းသူသမီးအင်တာဗျူးမှာနားထောင်လိုက်ရတယ်နိုင်ငံကျော်စာရေးဆရာတယောက်ဆေးရုံမတင်ခင်တည်းရဲ့အင်ပေါ်တက်ကရုတ်တရက်ပြင်းစင်လာပြီးကျမ်းမင်းကိုလက်သီးနဲ့တူနေကြောင်းသူ့ကိုယ့်ရဲ့အင်တာဗျူးမှာနားထောင်လိုက်ရတယ် သူတို့လောရဲ့ယောဂခံစားရပါဘူးနားလေကိုရင်စာမိတယ်ခန္ဓာတွင်းကချမ်းစိတ်တုံနေတယ်အဖျားတိုင်းကြီးတော့ပုံမှန်ချမ်းတုံတန်ကိုခံနိုင်မှုစိတ်အားဆိုင်နေရတယ်အသက်ရှူကမောအောက်ဆီဂျင်တိုင်းကြီးတော့လည်းပုံမှန်အတွင်းမှာမုန်းချက်စိတ်လိုလလိုကတင်းဝါခုန်ချအဟိစေစဉ်စိတ်ပေါလာတယ် လေးကိုအပြည့်ရှုတတိထတတိထလေဝအောင်ရှုလေဝအောင်ရှုလို့ကိုကိုကိုတတိပေးနေရတယ်တတင်းကအချိန်တွေမွန်းချက်မှုကရုပ်ပြက်ဆင်းပြက်အတိလွတ်လွတ်သွားနိုင်တယ်ဒီတတိအလေးချင်းနဲ့အချိန်လေးပေါ့အလိုက်တဲ့အပြုသဘောတုံ့ပြန်နိုင်မှုကယောနိတမနတိကာရအလွန်ရေးကြည့်ရယ်ယောနိတမနတိကာရမှမဟုတ်ဆိုတာကလည်း နာခင်လေးကနာခြင်းကြောင့်ကြိုတင်လေးချစ်ပွားများထားမှဖြစ်မယ်။ကိုနဲ့ပတ်သက်သူတွေကိုကိုကြည်ပြီးတာဝေကရရတဲ့နဲ့ဥစဉ်လိုခြေနေမျိုးဥစဉ်တတော်ဆိုးတဲ့အခြေအနေမျိုးနဲ့ကြုံနိုင်တယ်နော်။လေးချင်ထားတဲ့စိတ်ခံရှိဒါမှမဟုတ်လေးချင်မှုအားနည်းနေရင်ယောဂဝေဒနာပြင်းထန်မှုနဲ့ရင်ဆိုင်ရတဲ့အခါခန္ဓာရဲ့ရှိဖို့မလွယ်တော့ဘူး။ ယောဂဖြစ်ခြင်းဖြစ်နေခြင်းစာမီးဖို့စာမဖတ်ဖို့အကြံပေးကြတယ်။သူတို့စေနာကိုနားလည်ပါတယ်။ဥဒင်းခံခြင်းနဲ့ဥဒင်းအခြေကြတော့တမျိုးယောဂထွားကြခြင်းလုံပင်မင်းနေ။ဥမှန်ကိုတည့်ရက်၄နာရီရောအဲ့ချိန်မပြေတာနှစ်ပေါင်နေပြီ။ဒီမကောင်းဖြစ်ခြင်းသူညီလုံးပေါင်းမောနေတယ်လို့လုံးဝကိုမအိတ်လိုက်ရတဲ့ရက်တွေရှိတယ်။ ခွန်အားဆိုင်လှူရှားမှုနယ်တွေရန်တစ်ပါးအတွက်တရက်၄နိုင်လောက်ကောင်းကောင်းအိမ်ရလုံလောက်တယ်လို့ထင်ပါတယ်။ဤခုနာကြီးကစပြီးဤပြောရင်တနားကြီးကျော်ဆိုနိုးနေတယ်ပြီ။နိုးနေတဲ့ချိန်ကြီးမှာမပါတော့မလဲ။ငါတော့အေးမွားတော့ဆိုပြီးဟိုတူးတီတွင်းနဲ့စိုးရင်နေဖြစ်နေမလား။ဦးစင်းကကံတွေကိုပိုယုံလာတယ်။အရှိတရားပေါ်နားလည်ဖို့ပြီးဖို့ကြိုးစားနေတယ်။ စေးတောက်တဲ့နာတောက်ထားပြီးပြီပဲကိုလုတ်ယူမထားပြုပြင်လို့မရတဲ့အမှန်တရားတွေတဲ့တဲ့ကြည့်တော့ကမဖြစ်ချင်ဘူးဒါကြောင့်နှလုံးသွင်းပြောင်းဖို့ပဲကြိုးစားတယ်ရှေ့မထိန်မကြီးများ တမိမိတ်ပဲနဲ့ကိုတူးတင်ကျင်ကြတယ်ငါကအော်တိုကိုအိပ်မရတော့လားဒါဟာခွင့်ရေးမဖြစ်နိုင်ဘူးလားတိတ်ဆိတ်တဲ့အချိန်ကတမာရီတောင်ဖြစ်လွယ်အောင်ပဲငါကုတရားတိုင်းနိဗ္ဗာန်ရဲ့ဘာလေးခဏထား လက်ရှိကြုံနေတာလေးတွေကိုလက်ခံတာနှလုံးသွင်းမယ်။သိခြင်းကိုစိတ်ကြလက်ချက်လက်ခံပြီလား။အသေးရင်ကြုံရတဲ့ဒုက္ခဒုက္ခဆိုတာတွေကဧည့်သည်တွေဘဝဆိုတာတစ်ခဏတစ်စိတ်အာယုံနဲ့ရှင်သန်နေတာ။မယုံရင်မင်းအာယုံပြုကြည့်လေ။မင်းပိုင်မာတယ်ဆိုရင်ရုပ်နဲ့နာကိုမင်းအစီထင်နေသည်လား။နှာခေါင်းကိုအာယုံပြုကြည့်မှခြေထောက်ဆိုတဲ့အသည့်မင်းမှမရှိဘူး။ အဲ့ဒီအချိန်မှာနှာခေါင်းနဲ့တိတိစိတ်သာလေးဘဝပဲမင်းပိုင်တာနှာခေါင်းမြတာလက်ကိုအာယုံပြုလိုက်ကြည့်ဥပေါင်းဆိုလို့ဒီမင်းမှာမရှိပြန်ဘူးအဲ့ဒီအချိန်ဥပေါင်းနဲ့တိတိစာလေးဘဝမင်းပိုင်ဖြစ်နေပြန်ရောလက်တီချွေတီဆိုတာမင်းသိစိတ်တည်းရှိမနေဘူးလေလေးလေးနက်နက်သုံးသပ်ကြည့်စိတ်သိမ်းထအောင်လေးစဉ်းစားကြည့်ငါးပိုင်းငါးဆိုင်ဆိုတာဘယ်အချိန်မှာ ဘယ်ရာကိုတတ်မှတ်ပြောဆိုတာလဲအာယုံတစ်ခုကိုတစိမ့်လျက်သာပြုဝင်ရတဲ့အတွက်စိတ်ကအာယုံပြုခြင်းပါအာယုံအပြုခံအရာသည်သာကနာတာအရှိတရားဖြစ်နေတယ်မိမိခန္ဓာအတွင်းမှာဒီလောကလုံးတွေဖြန့်ကြည့်အသည့်အမည်မြင့်မြတ်လာလေတွေ့တာမှုရော့လာလေပဲအပိုင်းနဲ့ဆိုတာဘယ်အချိန်မှာဘာကိုပြောရမယ်မှန်းတော့မသိအောင်ဖြစ်သွားတယ် အဝိဇ္ဇာတရားတမှုဝကနတဏတိကနတွေကြောင့်သာတမှုတိကိုအစစ်ထင်ပြီးအာယုန်တွေကိုဆွဲလန်းပြင်းထန်စွာခံစားနေလိုကြတာအာယုန်တွေနဲ့ပင်ပန်းနေကြတာတခဏတစိမ့်အာယုန်ဖြစ်ဒီခိုက်ကိုသာရှင်းသန်နေတဲ့ဘဝဖြစ်ခေါ်ရခြင်းဖြစ်ပါလားလို့သဘောပေါက်လိုက်တဲ့အချိန်အကြည့်အကျစိတ်ချမ်းသာလိုက်တာဆိုတာဒီတိတွေထားတဲ့ဒီပဲယောဂဝိရဏနာမိတတ်တဲ့ နံမီတက်တက်အခိုက်တက်အခိုက်တက်အသည့်အသည့်လိုစင်ကြီးနေရင်တတရာဖြစ်ခွင့်မရှိလို့လက်ရှိအခြေအနေပေါ်သဘောထားကအသင့်တင့်မှန်လာတယ်။ဘယ်ရမအရင်ကလည်းအစင်းသိရှိနေတယ်လို့နောက်ကလည်းပါလာမှာမဟုတ်ဘူး။လုံးဝခေါင်းမထောင်နိုင်သည့်ဖြစ်ကြည့်ဆိုရင်ဘာသာမှမရင်းနိုင်တော့တယ်လို့ဘာသာမှလည်းမဖတ်နိုင်တော့တဲ့အတွက်အနာကျင်နေနားရတယ်။ ဒါပေမဲ့စိတ်ကိုတော့အလုပ်ပေးထားရတယ်။ပြင်းမှန်းမှုတွေမွန်းချက်မှုတွေနာကျင်မှုတွေနဲ့ရံမဖြစ်ဖို့ကြိုးစားရတဲ့စိတ်အလုပ်။အတွေ့အကြုံအသေးဖြစ်နှလုံးသွင်းရင်ပေါ့။ခန္ဓာဆိုတာကစားကွင်းပဲ။အချိန်တန်လို့အိမ်မပြန်ခင်လေးကစားကွင်းရတော့အကောင်းဆုံးကစားနိုင်ခဲ့ခြင်းပါရဲ့။အရှင်ပညာသီရိရမကျော်။ကျောက်စိတ်ဖြစ်ရတာတိုင်လာစောင်းပါ။ phong tố và siêu thị